ဗမာစီ ပြောပြတဲ့ Ferguson G ရဲ့ပြတ်သားလို့နဲ့ချန်ပီယံစိတ်ရက်ကလက်ရှိ United မှာလိုအပ်နေတာဖြစ်တဲ့ Brighton အောင်လို့မိငါများရွှေရုံအန်ဘတ်ကိုရှေကောအွန်လိုင်းချင်းကနေပြန်လည်ကြိုလိုက်ပါရင်မန်ကစားမတွေစီးမဲ့ကဲမဲ့ဖြစ်နေတာအတော်လေးကြာခဲ့ပါပြီ။ရာသီတိုင်းလိုလိုကစားမတွေစီကဲပိုင်းချိုးဖောက်တဲ့ပြဿနာက Man United မှာမသေးပါဘူး။ပေးရရက်ကကာနာချိုးက Instant Villa ချာစီကိုဝစ်ဆင်ပြီးလူမှုကွန်ရက်ပေါ်တင်ခဲ့ပါရင်ဂျွန်နမတ်က Redford နာမည်ဖြစ်ပေမဲ့သူများအသင်းချာစီကိုဝစ်ဆင်တာဟာမဖြစ်တဲ့အချက်ဖြစ်နိုင်ပါရင် ပရိသတ်တွေရဲ့စိတ်ထဲမှာတော့လူပဲကွာဝင်မှာပေါ့လို့ထင်ကောင်းထင်နိုင်ပေမဲ့ professional ဘောလုံးလောကမှာတော့လောရဲ့အတိုင်းလောရဲ့အတိုင်းဟာတာဝန်ယူမှုတာဝန်ခံမှုရှိရတဲ့အတွက်ပေါ့ပေါ့တွေ့လို့မရပါဘူး။ ဝါလုံးမတွေဟာပရိသတ်တွေကိုလက်မှတ်ထိုးပေးရင်တော့မှသူများအတင်းကြာစီဖြစ်နေမထိုးပေးပဲလက်ဆောင်ရတတ်ပါတယ်အခု Instant Villa ကဂါနာချိုကိုခေါ်ကျင်တယ်လို့သတင်းတွေထွက်နေချင်းဂါနာချိုရဲ့လိုရက်ကအတင်းပြောင်းကျင်ချိုင်းကိုပေါ်တင်ပြသလိုက်တာလည်းဖြစ်ပါတယ်ဒါအပြင်ပြီးခဲ့တဲ့ရက်ကလည်း Rafo ကဘာစလုနာကိုပြောင်းကျင်ကြောင်းပေါ်တင်ထုတ်ပြောထားပါသေးတယ်ဆန်ချိုကလည်း United စီပြောင်းရောက်လာပြီဆိုပေမဲ့သူရဲ့ Social Media ပေါ်မှာ Chelsea နဲ့ပတ်သက်တာတွေကိုတင်နေတော့ပါမယ်အကယ်၍ Ferguson လာရှိနေတဲ့ဒီကစားမတွေအကုန်တီးခံရမှာကျင်းနေပါတယ်ဖာဂူဆန်ရဲ့စိတ်သက်ပြသားပုံကိုဗမာစီကဖောက်တယ်ပြန်ချပူပါရီ ဗမာစီက United မှာဖာဂူဆန်နဲ့တရားလီတာလက်တွဲခဲ့ဖို့သူပါဗမာစီကဆွာယာဒီမှာ Man United အတွက်26ဂိုးသွင်းပေးခဲ့ပြီး Premier League Champion ဖြစ်စေတဲ့အဓိကအကြောင်းရင်းဖြစ်ခဲ့တာဖြစ်ပါတယ် United ဟာ2013 April မှာ Premier League မှပေးစရာထိတ်ကို15မှတ်ဖြင့်ဦးဆောင်ထားနိုင်ပြီးယာဒီကုံ Champion ဖြစ်ဖို့လားလာအတော်လေးကောင်းနေတဲ့အသင်းဖြစ်ပါတယ်ဒီအချိန်ခါတီးရဲ့မြို့ကန်ပြိုင်ပွဲ Manchester City နဲ့ဒါဘီပွဲကစားခဲ့ရပြီး Sergio Aguero ရဲ့တလုံးတည်းသောဂိုးနဲ့ရှုံးနေခဲ့ပါတယ်ဒီပွဲကိုနိုင်ခဲ့ရင် United ဟာ Man City ကို18မှတ်ဖြတ်နိုင်မှာဖြစ်ပေမဲ့ရှုံးခဲ့တာအကြောင်း12မှတ်အကွာအနေထားကိုရောက်သွားခဲ့ပါတယ် ဒါကပြဿနာတရားမဟုတ်ပေမဲ့ Man City ကိုရှုံးလာဖြစ်တာကြောင့် Ferguson အတော်လေးဒေါသပေါက်ကွဲခဲ့ပါတယ်။ Ferguson ရဲ့ဒေါသကိုငယ်ထိတ်ရောက်သွားစေခဲ့တာကတော့ Derby ရှုံးဝဲပြီး United ကစားမ2ရောင်း Nike Club သွားကဲလို့ဆိုပါပြီ။ဗမာစီကဒီအကြောင်းကို Sofo မှာအခုလိုပဲပြန်ပြောင်းပြောပြခဲ့ပါတယ်။မန်စီနဲ့ပွဲပီးပီးကျင်းတောင်းနေမှာ Silas က9ရောက်တက်ခဲ့တဲ့ကစားမ2ရောက်ရဲ့ပုံလေးကိုယူပြီးအဝေးလဲခဲနေမှာကဲခဲ့ပါရင်ပြီးတော့ကျွန်တော်တို့အားလုံးကိုပြောပါရင် ကောင်းလေးနေနားထောင်ကြငါတို့ဒီအားဒီချန်ပီယံဆုမရရင်ဒီမေလို့နှစ်ကောင်အပြင်ထွက်လို့ပဲဆိုပြီးတော့စပြောပါရင်အဲ့ဒီအနေအရနာမည်ကိုကျွန်တော်သိတယ်ဗျဒါပေမဲ့ထုတ်ပြတော့မပြောတော့ပါဘူး Silence ကဘဲနေဝေးကိုကောင်းကောင်းကြီးတမတာပါမြင်ရတဲ့ကျွန်တော်တို့အောင်ချက်သိမ်းထားပါရင်ပြီးတော့ညာနှစ်နာရီမှာတို့ဘာလုပ်နေလဲသုံးနာရီမှာဘယ်နေရာရောက်နေလဲလေးနာရီမှာဘယ်သွားလဲတခုချင်းစီပြောပြပြီးအဲ့ဒီဘဲနေဝေးရဲ့တောင်းတုံးမချားချက်တွေကိုပေါပေါဖောင်းနေတာပါအဲ့တော့ね silence ကမချိနဲ့ခဲ့ပါဘူးကျွန်တော်တို့ဘက်ကလည်းပြီးမင်းတို့ကောင်းနေလေကဘယ်ကောင်ပဲဖြစ်ဖြစ်ငါတို့ champion ဖြစ်သေးချင်းအပြင်ထွက်တာကြားတာနဲ့ငါကိုယ်တိုင်ကန်ထုတ်မယ် ်နားရလားဆိုပြီးတော့ပြောပါရင်သူပုံစံကလုံးဝအညာတာမရှိပါဘူးမင်းတို့ဘာကောင်လဲဆိုတာကတောက်ကူးမဆိုင်ဘူးမင်းတို့ဆောက်ဖလားတွေဘယ်နှခုရထားလဲကစိတ်ဝင်စားဘူးຢာသေးမကုံမဲ့အပြင်ထွက်သွားတဲ့ကောင်ကရောင်းထုတ်ပြမယ်ဆိုပြီးထပ်ပြောပါရင်သူရဲ့ခက်ထန်တဲ့မိကုံအပြီးမှာလုံးရတဲ့ထွေနေတဲ့ခုကတော့ကျွန်တော်ဘွားလှုပ်ဟူးသမျှတွေမှာအကြမ်းတမ်းဆုံးပါပဲຢာသေးကောင်ကကျွန်တော်တို့ချန်ပီယံဖြစ်ခဲ့ပါတယ်မန်နေဂျာကောင်းတယောက်ဆိုတာဘယ်အချိန်မှမကြောက်ရမလဲဆိုတာသိပြီးဘယ်အချိန်မှဖီအားတွေဖယ်ရှားရမလဲဆိုတာသိပါတယ်ဆိုရင် ဘာဘာကြီးကပြောခဲ့တာပါအဆိုပါကိစ္စအပြီးနောက်ဆုံးလက်ချက်ခုနှစ်ပွဲမှာ United ဟာ၃ပွဲနိုင်ုံနဲ့ Championship ကိုကံမြောက်နိုင်ခဲ့တာဖြစ်ပါရင်ဆာလက်ဖာဂိုဆန်အနေနဲ့ Championship ရဖို့ကိုအသေးစိတ်ကစခူးဆိုင်ခဲ့တာဖြစ်ပါရင် United လို့ဖာဂိုဆန်လိုမျိုးတင်းကျပ်ပြီးဇာမားတွေပေါ်အောင်စာကြောင်းနဲ့နှီးပြကိုလိုအပ်နေတာတော့အမှန်ပဲဖြစ်ပါရင်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအားကစားနေပတ်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချုံလိုက်ရပါတယ်ခင်ဗျာ